တခါတခါကြာရင်တကယ့်ကို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 အောက်တန်းကြတဲ့ကလေးကလေးကောင်းဒီမှတိမှန်ဖြစ်မှန်းမသိဖြစ်နေတာကိုတို့ကတို့မေ့တယ်ကျွန်တော်တို့ကျွန်တော်ကတော့ဘုံကလည်းပြောတာကျွန်တော်တို့ပြည်သူတို့တော့အဲ့ဒီလူတွေကိုမှတ်တမ်းတင်ထားပါတယ်မှတ်တမ်းလုပ်ထားပါတယ်တဘာဝ BNDA ဆိုတာအဲ့လိုကယ်လို့မရဘူးနိုင်ငံတကာကဝင်ရောက်လာရင်တောင်မှကိုယ်မှလက်ရှိ planning တွေရှိရတယ်ချက်ချင်းလောက်ကင်ဆောင်ရမယ်စိတ်စားတွေစိတ်ရန်တရားတွေကိုယ်လည်းပြင်ဆင်ထားပြရတယ်မင်းအောင်လှိုင်တို့ဘာမှမပြင်ဆင်ထားဘူး Hi Jeremy Babitu ညကိုမော်တော်မမများအားလုံးပဲမင်္ဂလာပါ News Beat Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ် March လ30ရက်နေ့ကျွန်တော်အနေနဲ့ပိုင်းနဲ့ညနေပတ်သွင်းပါတော့နောက်ဆုံးကြားသိရတဲ့ငလင်ဘေးဒဏ်နဲ့ပတ်သက်ပြီးတော့မှအထူးသတင်းကိုတင်ဆက်ပေးမှာမလို့ကျွန်တော်နဲ့သူအစားဆုံးကြည့်ရှုပေးချဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ခါတိုင်းလိုပဲအယုံဆုံးနေတဲ့ video တွေမှာကြည့်ခင်ပါသတင်းတိုးလေးတွေအယုံဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ ပီယာရစ်ချစ်တာစကေခွနဲ့ဒတမခွနဲ့ငလင်ကြီးရဲ့ဘိုးချက်နှိမရှိပြီးတော့မှပျက်စီးမှုကြီးမှခဲ့တဲ့စကိုင်းမြို့ငလင်ဘေးအတွင်းမှာပိမိတူတွေကိုကဲဆယ်နေရေးမလေးရှားစမတ်အပ်ခွဲ့မလာ33ရက်နေ့မှာစတင်လို့ဆောင်နေပြီဆိုပြီးတော့မှတရင်ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်မလေးရှားမြို့သားတဘောဘေးနဲ့စီမံခန့်ခွဲမှုအေဂျင်စီနန်မာမကအဖွဲ့ဝင်ဆေဦးပေါဝင်နဲ့ကနဦးအကဲဖြတ်ဖွဲ့အားဆိုရင်ဤပညာပံပုတ်ကူညီမှုနဲ့လုံခြုံခွင့်လွှတ်ချက်ရကဲဖြတ်မှုတွေဆောင်ရွက်ဖို့မြန်မာနိုင်ငံမှာရောက်ရှိနေပြီးတော့မှမလ30ရင်းနေမှာအဖွဲ့ဝင်40ပေါဝင်နဲ့ဒုတိယအဖွဲ့ရောက်ရှိလာခြင်းဖြစ်ပါတယ်။ အခုအချိန်မှာတော့မြန်မာငလင်ဘေးကိုစင်ကာပူတရုတ်အိန္ဒိယမလေးရှားဗီယက်နမ်နဲ့ထိုင်းနိုင်ငံတို့ကကယ်ဆယ်တပ်ဖွဲ့ဝင်တွေကနေပြီးတော့ပူးပေါင်းကူညီကယ်ဆယ်ပေးနေပြီလို့ကျွန်တော်တို့သိရတာပါเนาะတရင်ကောင်းလေးပါပဲအခုဆိုရင်ကျွန်တော်တို့ဒေတာတွင်အိန္ဒိချင်းနိုင်ငံတွေကနေပြီးတော့အခုဆိုရင်ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေကိုငါလည်းမင်းနဲ့ပတ်သက်ပြီးတော့မှကယ်ဆယ်မှုတွေဆောင်ရွက်ပေးနေတာပြီးတော့မှမကြခင်မှာတော့ကျွန်တော်တို့ပေါ့နော်ပြီးသူတွေအားလုံးဒီတက်နိုင်သမျှကျွန်တော်တို့အနေနဲ့အသက်ပေးကနေလို့ပြီးတော့မှချင်းချင်းမှနဲ့ပြန်လည်လို့မျှော်လာမယ်လို့ယုံကြည်ရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ လူပေါင်းထောင်ချီတေဆုံးပြောက်ဆုံးပိမိနေဆက်ဖြစ်တဲ့မြင်းကလေးနဲ့ပတ်သက်ပြီးတော့မှနိုင်ငံတကာကသတင်းထောက်တွေကသတင်းရယူနိုင်ဖို့အတွက်တောင်းဆိုနေမှုကိုစစ်ကောင်စီကမလ30ရက်နေ့မှာညှင်းဆိုလိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။လာရာနေတာတဲတာခိုးတာထိုင်တာသွားတာလာရာအစီမပြေနေပါဘူး။ဒါလေးကိုတော့အားလုံးသိရှိထားစေလိုပါတယ်ဆိုပြီးတော့မှမလ30ရက်ညပိုင်းသတင်းဌာနချုပ်ပေးပို့တဲ့ပါနော်။အတန်ဖိုင်မှာစစ်ကောင်စီပြောခွင့်ရဇော်မဲလုံးကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်အခုလိုမျိုးငလင်ကြီးတွေလောက်ခပြည့်တဲ့ချိန်မှာ၄၈နှစ်ကြာမလ30နှစ်မှာ တေဆုံသူဦးရဲ့ဆလမစ်တဲ့နေပြီးတော့မန္တလေးနေပြီးတော့နဲ့ပဲခူးတော့မှာဆိုရင်နောက်ဆက်သွဲငလိငယ်တွေလောက်ခနေတယ်ဖြစ်တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်ဆိုတော့ဒီဇော်မဲလုံးတို့အုပ်စုတွေကတော့တော်လေးကိုကန်းကွန်ရုပ်မာနေတာဖြစ်ပြမှာပေါ့နော်ကျွန်တော်ပြည်သူပြည်သားတွေရဲ့ဘေးဒုက္ခတွေကိုဒီကဘာကတီးရှိအောင်နိုင်ငံတကာတရင်ထောက်တွေကနေပြမှာတောင်းဆိုနေတဲ့အချိန်မှာသူတို့အနေနဲ့ပယ်ချလိုက်တာဖြစ်ပြမှာကျွန်တော်ချတိရတလောက်တော့အဲ့လိုမျိုးဝင်ခွင့်ပေးလိုက်တယ်ပေါ့နော်စက်ကောင်စီရဲ့ရုပ်မာမှုတွေနဲ့နောက်ဆုံးမြောက်လိုက်တော့မှာပေါ့နော်ဖန်ဝေရန်ထုတ်ခံထားနိုင်ရတဲ့အချိန်မျိုးလို့ ော်တော်လေးကိုကြောက်ပြီးတော့မှခုဆိုရင်ကျွန်တော်တို့ B2B သားတွေရတင်ထက်တဲ့ခွင့်ရတွေကိုသူတို့ကနေမြန်မာချိုးနေလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့နေခင်ပိုင်းမှာပထမဆုံးအနေနဲ့ကျမကတော့ဆရာကိုရှာနေပြီးတော့မှကျွန်တော်ပီတူပီသားတွေအခုလိုမျိုးငလေးမေးတန်တင်ပြီးတော့မှဒုက္ခကြီးကြဲရောက်နေတဲ့အချိန်မှာမြောင်းလိုင်းတို့အိုးဆူရဲပါနော်မပြတ်သားတဲ့ဆုံးပြတ်ချက်တွေနဲ့ပီတူပေါ် channel နေမှုတွေကိုတဲ့ကိုပြောထားတာပဲဖြစ်ပါတယ်ဆရာကိုရှယ်ဘယ်လိုမျိုးတွေပြောထားလဲဆိုတော့ကျွန်တော်စာကြည့်လိုက်ရအောင်နော်အခုကပီတူကိုပီတူကူညီနေရတာငါပဲရေးတင်လိုက်တယ် ငါရုတ်တန်နေလဲပြတဲ့စကိုင်းမှာအပုတ်နဲ့နေထွက်နေပြီဆိုတော့ပို့ပြီးတော့ရုတ်တန်နေတက်လာဟုတ်ပြီလားအဲ့လိုရုတ်တန်နေတက်လာပြီစကိုင်းကိုအခုအခုမတ်လ31ရက်နေ့မှာရောက်လာတဲ့နိုင်ငံတွေအဖွဲ့အစည်းတွေကအသေးအချာဆက်ရန်တရားတွေနဲ့ဆောင်ရွက်ဖို့အတွက်ဟိုအောက်မှာအကုန်လုံးတင်းနေပြီတင်းနေပြီအဓိကက နေပြည်တော်ကိုကယ်ခိုင်းနေတာအင်းနော်နေပြည်တော်ကိုကယ်ခိုင်းနေတာ တဘာဝ BNDA ဆိုတာအဲ့လိုကယ်လို့မရဘူးနိုင်ငံတကာကဝင်ရောက်လာရင်တောင်မှ ကိုယ်မှလက်ရှိ planning တွေရှိရတယ်ချက်ချင်းလောက်ကင်ဆောင်ရမယ်ကိစ္စတွေစက်ရန်တရားတွေကိုယ်လည်းပြင်ဆင်ထားပြရတယ်မင်းအောင်လှိုင်တို့ဘာမှမပြင်ဆင်ထားဘူးဒါအမှန်ပြောတာခင်ဗျားတို့ကြောက်စိမ့်တူးတဲ့ဘတ်ဖို့2600ကျော်တယ်ဗျာမြေတူးဆက်2600ကျော်အခုကုမ္ပဏီ 28ခုကစရင်ကိုကျွန်တော်တို့ကြည့်တာကချင်ပြည်နယ်မှာကြောက်စိမ့်တူးခဲ့တဲ့စက်တွေ2600ကျော်တယ်ဗျာမရှိဘူးဗမာပြည်မှာခင်ဗျားတို့ရက်ကွက်ဖြတ်ရင်ခင်ဗျားတို့တူးတဲ့စက်တွေထွက်လာတယ်အင်းဟမ်အခုမြေပြိုကြတော့ကြောက်ခက်ကလူသားလို့လက်နဲ့ရက်နေကြတယ်ဗျာ hell, <laughs> me all me all two years in here, see man, and hook up. Ha 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 ha, what the fuck? And I go say, Biola. Hi, Mr. Trent, I'm talking about the Myanmar government, who is very bullshit and foolish shit. Solving the problem. No, I'm criticizing about that. President, Mr. Trent, you need to know about that. Bullshit, foolish shit. ဟုတ်ပြီ။ဒါကိုဒီတပိုင်းဖြတ်လိုက်မယ်။တွတ်တွတ်တုတ်တုတ်ပြောနေ။စဉ်းစားကြည့်2020မှာဟိုကောင်ဝင်းမြတ်အေးမင်းတို့ကနိုင်ငံရေးသမားလည်းမဟုတ်မင်းတို့ဝန်တန်းနေကွာ။တက်လား။အေးဒေါက်တာဝင်းမြတ်အေးဆိုတဲ့ကောင်ဝန်တန်းဟာငွေကြီးတွေစောက်ဖင်တွေရတာဒီချိန်မှာထုတ်ပြောလေတဘာဝဘီအန်ဒီကာကွယ်ဖို့အတွက်ဒေါ်အောင်ဆန်းစုကြည်အမေရိကန်မှာအခက်တဲ့ပတ်စံရှိတယ်ဒါကြကျွန်တော်အမှန်ပြောတာ ကျွန်တော်တရားသိလို့ပြောတာဗျာမြန်မာနိုင်ငံမှာဘီလီယံ400မြန်မာကျပ်ငွေထားခဲ့မင်းတို့ပြောလေခုဘာကြောင့်မင်းတို့မပြောတာလဲအပြောင်းဝင်လို့မရမှာလားမင်းတို့အန်ယူဂျီကဘာလဲဆွေးနွေးညှိနှိုင်းဖို့လားမင်းတို့မဆွေးနွေးနဲ့မင်းတို့ကြောင်းမတက်နဲ့ဘုံခွဲမယ်အိမ်မဲမဲတွေမကင်နဲ့ပောက်ကွဲမယ်တင်းမယ်ပြောထားတဲ့ကောင်ဆွေးနွေးပွဲလိုင်းမဟုတ်တက်မလာနဲ့မင်းတို့တိုက်နိုင်ရင်တိုက်မတိုက်နိုင်ရင်ခွေးစက်ထုတ်ခင်းဒါပဲငါပြော ဆရာကိုရှာတော့တော်လို့ပေါက်ကွဲနေတာပေါ့နော်မြောက်လိုက်တော့အိုးဆူရတော့ဟိုလိုမျိုးချိုးလို့ပြီးသူတဲ့ဒီတေးချင်နေတဲ့အချိန်မှာဆေးရန်ရတွေတို့နဲ့လုံ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 နဲ့ပေါ့နော်မထုတ်ပေးတဲ့ပြင်အခုဆိုရင်ဘုံချက်မှုတွေဆက်လက်လို့ဆောင်နေတော့မို့လို့ကျွန်တော်တို့ပြီးသူတွေကတော့ တပူပေါ်နပူဆင်းနေရတဲ့အခြေအနေကိုကျွန်တော်ကြုံတွေ့နေတာဖြစ်တယ်။ဒီချိန်မှာပဲကျွန်တော် NUG ဘက်ကနေပြန်မလဲပေါ့နော်။ Tolan Thosu တို့ခဏရပ်ပြီးတော့မှသူတို့အနေနဲ့ဒီဘေးရန်တဲ့ပြည်သူတွေကိုကြီးမယ်ဆိုပြီးတော့မှပြောဆိုထားတာမလို့ကျွန်တော်တို့အနေနဲ့မကြခင်မှာတော့ပြည်သူတွေကြမ်းကြမ်းမှနဲ့ပေါ့နော်။ဘေးကင်းလုံးချုံမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ဆိုတော့မြန်လန်တို့အစွေရုံမှာပုံအားတော့ကျွန်တော်အလုံးလဲတည်ထားတဲ့အတိုင်းအခုဆိုရင်နိုင်ငံတကာရောကားတွင်ပြန်မတော်မှာပေါ့နော်။ကိုကြီးပေးနေရတဲ့အဆင့်ထိကိုရောက်ရှိနေတာဖြစ်ပြီးတော့မှပြည်သူမှပြည်သူရှိတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်အလုံး ဝိုင်းဝန်းစုစီးပြီးတော့မှကဲထုတ်နေရတဲ့အခြေအနေတရက်ကိုအခုဆိုရင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုလိုမျိုးပြည်သူတွေဒုက္ခခံနေရတဲ့အချိန်မှာပဲကျွန်တော်တို့ဘက်ကနေပြီးတော့မှတော်လန်ထိုးစစ်တွေရက်တင်မရက်တင်ဆိုတာနဲ့ပတ်သက်ပြီးတော့မှဘုန်းကားနေပြီးတော့မှပြောကြားထားတဲ့အလဲကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဒီကိစ္စတွေကရှူတော့တစ်မျိုးစီကနေပြီးတော့ပြင်းပြင်းထန်ထန်ပြောနေကြတာတွေရှိတယ်တချို့ကလည်းအပြည့်ရက်တဲ့ကိစ္စမျိုးတွေကိုဖြစ်တဲ့နေဆိုတဲ့ဘက်ကရှိတယ်တချို့ကလည်းဒီချိန်မှာဒီအခက်ကတော်လန်ရဲ့အချက် နော်ပုံနဲ့ကျင်းနဲ့ထားကြွားကြဖို့လုံဆောင်နေရတယ်လည်းရှိတယ်ကျွန်တော်ကတော့ဘယ်သူ့ကိုမှမားတယ်မှန်တယ်လို့တော့မပြောလို့မမပြတ်သားဘူးပဲဆိုဆိုပေါ့ဗျာအခြားသူတွေကတော့သူ့ရှူတော့တဲ့သူမှန်နေကြလိမ့်မယ်မားတယ်လို့မပြောလို့ဒါပေမဲ့ကျွန်တော်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမော်တထားရဲ့တားတရားစီရင်ခံတွေကလို့မျိုးဆိုခဲ့ရင်ဘလူးမားရဲ့စိတ်ဓာတ်မျိုးတွေမမွေးကြဖို့လို့တယ်အကြကြီးမဟုတ်ရင်တောင်မှအဲဒီချိန်မှာတော့မဥစလုံးကနှစ်ဖက်စလုံးက ီစီရေးလောက်ရတဲ့ကိုရပ်တန့်ထားစေခြင်းတယ်။ဒီအစာဦးတွေအကျိုးပဲ့တွေအောက်မှာပြိနေတဲ့ပြည်သူတွေအလောင်းတွေဆိုရင်လည်းဖယ်ထုတ်ပြီးတော့မြုံနံတကြိုပြီးတဲ့အထိအာကိုရပိုင်းသေးကိုလက်အင်္ကာတွေပြိကျင်ညက်ပြီးတော့အသက်ရှင်လျက်နဲ့၆၆ခြားခြားရှိနေကြတဲ့ပြည်သူတွေကိုကယ်ထုတ်ပြီးတော့ရှင်းလင်းပြီးတဲ့အထိလောက်နော်။အဲ့ဒီလိုရပ်ပိုင်းလေးကိုတော့ကျွန်တော်တို့တွေလက်နက်တွေချပြီးတော့ဟိုခဏလောက်ဆိုင်ငံ့ကြဖို့ပြောခြင်းတယ်။ဒီမှာလဲတချို့ပေါ့နော်။ဟိုစစ်တပ်ကလည်း ဒီအခြေအနေတွေကိုမငဲမကွက်ဘဲနဲ့လေရင်နဲ့ပုံထွက်ကျဲနေရတယ်ရှိတယ်။ဒါကလည်းတော်တော်ရုပ်ပြတ်တယ်။ဒါပေမဲ့တစ်ဖက်မှာလည်းအာဒီလိုအချိန်တော့စစ်တပ်ကလေရင်နဲ့ပုံထွက်ကျဲနေတယ်ဆိုပြီးတော့ဒါကိုကဲ့ရဲ့ရှုံချပေးမယ်။ဒေါ်လာရေးပတ်ချမ်းကပေါ့နော်ကဲ့ရဲ့ရှုံချပေးမယ်။တစ်ဖက်မှာလည်းဒီဒေါ်လာရေးပတ်ချမ်းကပဲဒီအခြေအနေကိုခွန်ကောင်းယူပြီးတော့စီရေးပြင်းပြင်းထန်ထန်ပေါ်ဆောင်ဖို့ပြောနေရလဲရှိတယ်။အဲဒီအခြေအနေနှစ်ခုကလည်းတိတ်ပြီးတော့မအပ်ဆက်တဲ့ဇာတ်ကားပေါ့နော်မစီလျော်တဲ့ဇာတ်ကားရဲ့နှစ်ခုဖြစ်နေတယ်ပေါ့နော်။ဒေါ်လာရေးပတ်ချမ်းမှာရင်းကို အဲ့တော့ဟိုကျွန်တော်အမြင်ကတော့ကျွန်တော်တို့လက်ဒီချိန်မှာတော့တနက်ဖောက်ဖို့တဲ့ဒါမြင်တဲ့အတိုင်းပဲအဲကျွန်တော်တို့ဒီကမ်ပိန်းတောင်မှကျွန်တော်တို့ရပ်ပေးထားတယ်ပေါ့စစ်တိုက်ဖို့ဆိုတာတော့မပြောနဲ့ကမ်ပိန်းတောင်ကျွန်တော်တို့ရပ်ပေးထားတယ်ပြီးတော့တက်နိုင်နေမြလဲဒီပြည်သူလူထုတွေရဲ့လက်တလောဘေးဒုက္ခကိုကယ်ဖို့ကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားနေတာရှိတယ်အရက်သေးတော့ကန့်သက်မထားလို့ဘူးရန်သူကလေရင်နဲ့ပုံထွက်ကျဲနေတာကိုကျွန်တော်တို့အနေနဲ့လက်မခံနိုင်သလိုတစ်ဖက်မှာလဲဒီအခက်ကိုခုံကောင်းယူပြီးတော့ကျွန်တော်တို့ အချက်ဆိုပြီးစီရေးဖော်ဆောင်တာတွေကျွန်တော်တို့အနေနဲ့တော့လုပ်မှာမဟုတ်ပါဘူးအခက်ဆိုတဲ့နေရာမှာလဲဒါကျွန်တော်တို့ ਨੇ ရင်ဆိုင်နေရတဲ့တစ်ဖက်အဖွဲ့အစည်းရဲ့အခက်သက်သက်မဟုတ်ပါဘူးဒီလိုလူလူဒီအများစုရဲ့အခက်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုအဲကျွန်တော်တို့ရဲ့အချက်လိုမျိုးမယူချင်ပါဘူးဒါကြောင့်ရှေ့မှာပြောခဲ့တယ်လို့ကျွန်တော်စီရေးဖော်ဆောင်မှုဆိုတာထားလို့နော်ကျွန်တော်တို့ရန်ပုံငွေရှာတဲ့ကမ်ပိန်းလေးတောင်ရပ်ပေးထားပါတယ်လို့ဒါရပါနော်ကျွန်တော်ဘုံကားနေပြတော့မှာအခုလိုမျိုးကျွန်တော်ပြီးတူတယ် ဘီရိုကတင်းနေတဲ့အချိန်မှာသူတို့အနေနဲ့တော်လန်ထွက်စစ်တွေခဏရပ်ပြီးတော့မှပြည်သူတွေကိုကြီးကယ်ဆယ်တွေလုဆောင်နေတဲ့ဆိုတဲ့အကြောင်းသူကနေပြီးတော့မှအတိလင်းပြောကြားထားတာဖြစ်တယ်ကျွန်တော်တို့တော်လန်မရေးဘီရိုတာတွေရနေပြီးတော့မှလည်းပေါ့နော်အခုလိုမျိုးဒီတော်လန်ထွက်စစ်တွေကိုခဏရပ်တမ်းပြီးတော့မှပြည်သူတွေကိုဝိုင်းဝန်းကူညီမယ်လို့ပြောဆိုနေတဲ့အချိန်မှာမြောက်နေတို့အစိုးရတော့ ဟိုနေရာဘုံချက်လိုက်ဒီနေရာဘုံချက်လိုက်နဲ့စက်တိုက်လို့ဆောင်လာတာပြပြတော့မှာသူတို့အနေနဲ့ပေါ့နော်ဒီကျွန်တော်တို့တော်လိုင်းရေးကိုဖြိုခွင်းဖို့ကြိုးစားနေတယ်ဆိုတာအတိအတကြီးကျွန်တော်တို့တွေ့ရဖြစ်တယ်ဆိုတော့ပြည်သူတရလုံးအနေနဲ့အခုလိုမျိုးချိန်မှာတော့ကျွန်တော်တို့တော်လိုင်းရေးရဲ့ဘော်တို့ရေးနဲ့ပေါ့နော်စီစီလုံးလုံးနဲ့ဒီတော်လိုင်းရေးထုတ်ဆက်တွေကိုခဏရပ်ပြီးတော့မှအလုံးမဝင်စူးစမ်းရတဲ့မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ fitness နဲ့သူတို့အပေါင်းပါတော့ future ဖို့အသုံးခွန်ဆိုင်စူးစမ်းရမယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့ကနေပြောလိုပါတယ်။ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ အခုဆိုရင်စစ်ကောင်စီကနေပြီးတော့မှလေးချောင်းတိုက်ခတ်မှုတွေဆက်တိုက်လှုပ်ဆောင်နေတဲ့အချိန်မှာကျွန်တော်ဘက်ကနေပြီးတော့မှတော်လန်ရဲ့ထိုးစစ်တွေရပ်တန့်ထားလို့ပေါ့နော်ဒီလိုမျိုးတွေဆက်လက်လှုပ်ဆောင်လာအောင်မယ်ဆိုတော့ဘယ်လိုအကျိုးဆက်တွေခံရရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှ NUG ကဒေါက်တာဇိုဝေဆူကနေပြောကြားထားတဲ့အရာလေးကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဒီစကိုင်းတိုင်းနယ်က6မြို့ရှမ်းပြည်နယ်တွေကနောင်ချိုမြို့နယ်ဒီပဲခူးတိုင်းနယ်ကဖြူးမြို့နယ်တွေမှာစစ်ကောင်စီကငလီလှုပ်ခတ်မှုဖြစ်ပွားခဲ့တဲ့မတ်လ28ရက်နေ့မှာပဲဘုံကျဲတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်အဲ ဘုံကျဲတာမရက်တဲ့အကျန်းဖက်စစ်တပ်ရဲ့လုပ်ရက်ကိုရောဆရာကြီးအနေနဲ့ဘယ်လိုမျိုးတုံ့ပြန်ကြမှာလဲ။ဒီကနေ့ပတ်သက်ပြီးတော့ဒါဟိုကျွန်တော်ကတူတူကြားကြားတော့မတုံ့ပြန်ဘူး။ဘာလို့ဆိုတော့ဒီလူတွေလူမဟုတ်ဘူးဆိုတာကျွန်တော်ပြောနေတာတောက်လျှောက်ဒီနေ့အခုပြောတဲ့တည်းမှာကျွန်တော်ပြောတဲ့အများကြီးပါပြီလားလူမဟုတ်ဘူးဆိုတာပြောနေတယ်အဲ့တော့လူမတွေးတဲ့လူတွေရဲ့လူမဆန်တဲ့အလုပ်ကိုကျွန်တော်သိဝေဖန်စရာတော့မရှိဘူးဒါပေမဲ့ကဘာကြီးကိုတော့သိအောင်ကျွန်တော်ပြောခြင်းတယ်ကဘာကြီးကိုသိအောင်ပြောခြင်းတယ် UN အဖွဲ့အစည်းတွေကိုသိအောင်ပြောခြင်းတယ် အိမ်နာနီးချင်းတွေကိုသိအောင်ပြောခြင်းနဲ့အိမ်နာနီးချင်းအကြီးကြီးတွေကိုသိအောင်ပြောခြင်းနဲ့လူမဟုတ်တဲ့လူနဲ့တော့မဆက်ဆံတဲ့လူမဖြစ်ဘူးလို့ကျွန်တော်ပြောခြင်းပါဟုတ်ကဲ့ပါဆရာကြီးခင်ဗျာဒီအကျံပတ်စစ်ကောင်းဆောင်မင်းအောင်နိုင်ကတော့ဒီဟိုနာဂိကိစ္စကိုအမျက်ထုတ်ပြီးတော့2008ခြေဥ်ကိုဇွတ်တည်ပြုခဲ့တာရှိပါတယ်အခုလည်းပဲဒီငလင်းကိုအကြောင်းပြုပြီးတော့နိုင်ငံရေးအမျက်ထုတ်ဖို့စ조사နေတာကိုလည်းတွေ့ရပါတယ်ဒီအပေါ်မှာဆရာကြီးတို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဘယ်လိုကင်တွယ်သွားဖို့ရှိမလဲဆရာကြီးခင်ဗျာ ဒါနဲ့ပတ်သက်ပြီးတော့တကယ်တော့ခုနကပြောလို့ပေါ့လေအားလုံးလည်းစိုးရိမ်ညားတယ်သူ့ရဲ့လှုပ်ရှားမှုကလည်းအဲ့လိုပေါ့နော်ဟိုမိုဒီယိုပုံစံတားတို့ဘာတို့တွေဒါတွေလုံနေတယ်တွေ့ရတယ်တကယ်တော့သူ့ရဲ့နောက်မှာရောသူရောဒီဟာနဲ့ပတ်သက်ပြီးတော့အရန်ဟိုသူတို့ဟိုဘာအဲလူရဝင်ကျင်နေတာပေါ့ဗျာလူရဝင်ကျင်နေတာပေါ့တကယ်လူရဝင်ကျင်လို့ကြိုးစားနေဒါပေမဲ့အခြေအနေချင်းလုံးဝမတူဘူးဗျာဆရာပြောတဲ့2008ဆရာပြောတဲ့ Nagis နဲ့ဒီနေ့အခြေအနေချင်းလုံးဝမတူဘူးเนาะအဲ့ဒီအခြေအနေုံးက တိုင်းရင်းသားတွေနဲ့တော်လန်ရေးအဖွဲ့အစည်းတွေရဲ့အနေအထားနဲ့နော်အဲ့ဒီတုန်းကရှိနေတဲ့နဝတရဲ့အနေအထားအခုဒီနေ့ရှိနေတဲ့စကစရဲ့အနေအထားနဲ့ကျွန်တော်တို့တော်လန်ရေးအင်အားစုတွေရဲ့အနေအထားတော့မကျွန်တော်တို့ကတောင်းလူသားချင်းစာနာမှု humanitarian box ဆိုပြီးထိုးစစ်နှစ်ပတ်ရပ်ထားတာဟမ်ဟိုဟိုအဲ့ဒီအနေအထားမျိုး2008တုန်းကမရှိဘူးအခုကကျွန်တော်တို့ကနော်လူလိုတွေးပြီးနှစ်ပတ်ရပ်ထားတာ เนาะလူလိုနားမလည်တဲ့လူကိုတော့ဆုံးမဖို့အဆင်နေမယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်ပါတယ်လို့ကဲဒေါက်တာဇိုဝေဆိုတော့တယောက်ပြောပြနော်မြောက်လန်ဒိုနဲ့ဒီလိုမျိုးဆက်လက်ပြီးတော့မ US ဆန်နေဦးမယ်ဆိုတော့တော်တော်တော်လေးပဲတော့တားရရနေပြီးတော့မှပြည်သူတွေနဲ့အုံကြွပြတော့မှသူတို့ကိုအပြတ်ထုတ်ဖို့ကျူစားနေမယ်ဆိုတာကတော့တည်ထားတင်တာပဲဖြစ်တယ်အခုဆိုရင်နိုင်ငံတကာဖွဲ့စည်းတွေကနေပြီးတော့မှလည်းပေါ့နော်တရင်တွေရောက်ယူချင်တာတောင်မှသူတို့အနေနဲ့ပိတ်ပင်ထားရတာပြီးတော့မှဒါကသူတို့ဘလောက်အောက်တန်းချရုပ်မှလည်းဆိုတာအားလုံးတည်တာပဲဖြစ်တယ်တဖက်ကနေပြီးတော့မှ ကျွန်တော်ပြည်သူတွေအားဆိုရင်နေ့စဉ်နဲ့များပါเนาะအသက်တည်ဆုံးမှုတွေကမြင့်တင်နေဆက်ဖြစ်တာဖြစ်ပြီးတော့မြောက်လိုက်တို့အစုအနေနဲ့ဒီလိုမျိုးကြက်ကြက်မမနဲ့မလုပ်ဘူးဆိုတော့ကျွန်တော်ပြည်သူတွေကတော့တနေ့ထက်တနေ့ပေါ့เนาะတည်ဆုံးစင်းတွေကမြင့်တင်လာမှာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတို့ဘို့အနေနဲ့ဘောမရက်ကွာပေါ့เนาะကြော်မြင့်များနေပြီးတော့မှအခုဆိုရင် Can you back နေပြီးတော့မှအနိုင်ငံတကာဖွဲ့စည်းတွေကိုပေးတဲ့တင်ပြီးသူတွေကိုဓာတ်ရိုက်တော်လို့ဖို့ပေါ့နော်ပြောကြားလိုက်တဲ့ပုံမှာတော်တော်လေးပေါက်ကွင်းနေတာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးခြေခွက်လောက်မြန်နေလဲဆိုတော့ကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော် ကျွန်တော်တို့ကဒီအချိန်ခါအကြီးမှာနတ်ဆကအစိုးရမကလို့နတ်ဆကရဲ့ဘိုးရည်တွေပဲလာလာဒီအချိန်ဟာဒီလိုနိုင်ငံတကာဒီလောက်ခက်ခဲနေအောင်နိုင်ငံတကာလာလူတာကိုဒီကောင်ဒီလူတွေတုံးရဲမလားစမ်းသပ်ကြည့်ပေါ့တခါတရံကြရင်လူကကိုယ်စိတ်နဲ့နှိုင်းပြီးတော့ဒါရိုင်းနေဆိုတဲ့ဗီဇာမျိုးပဲတို့လိုမျိုးတခိုးချိုးစိတ်ရှိတယ်လို့များတို့ထင်နေလားမသိဘူး KNU အုပ်စုကတို့လိုမျိုးပြောရဲတယ်နော်ဒီကောင်နိုင်ငံတကာ KNU အတွက်နိုင်ငံတကာလူတွေပတ်စံတွေဘလို့တုံးလဲဆိုရင်စင်စရာ KNU တခါမှမနိုင်မထုတ်ပြန်နိုင်ဘူးတခိုးချိုးလို့ပဲအိတ်ထက်ထက်တာအဲ့ဒါကိုတို့ဗီဇာကိုတို့ပြန်ပြတာလားတော့ကျွန်တော်မသိဘူးဆိုတော့တခါတရံဗီဇာဆိုတာ ို့ဗီဇာနဲ့နိုင်ပြီသူများကိုလည်းညှို့ထိုးထွက်တဲ့ဗီဇာကို KNU မှာလည်းတွေ့ရတယ်ဆိုတော့ KNU ရဲ့လူမျိုးကိုကျွန်တော်အဆင့်တန်းရှိမယ်လို့ထင်ထားတာတော်တော်အဆင့်တန်းနိုင်ကြတဲ့အဖွဲ့ဆိုတော့ကျွန်တော်သဘောပေါက်သွားတယ် KNU တော်တော်သဘောပေါက်သွားဒီဖွဲ့နော်ဒီလိုမျိုးများသူမို့လို့ဆဆွဲရတယ်ပြီးတော့တို့ကပြောလိုက်သေးတယ်အာတို့အနေနဲ့ကူညီနိုင်တဲ့နေရာရအောင်တို့တို့ကကူညီပါမယ်ဟုတ်ပြီကူညီနိုင်အောင် KNU ဖွဲ့စည်းကဘလောက်ထိတို့မှာဟိုနိုင်ငံတကာရဲ့ကူညီနဲ့နိုင်ငံတကာဖွဲ့စည်းနဲ့ပြည်သူလူထုရဲ့တရားဝင်တို့တတ်မှတ်တာရှိတယ်ဘယ်ဖွဲ့စည်းကတို့တရားဝင်တတ်မှတ်ပေးထားလဲဘယ်ဖွဲ့စည်းကများတို့နိုင်ငံတော်နိုင်ငံတော်နဲ့နိုင်ငံတော်အဆင့်တရားဝင်တတ်မှတ်ပေးတာရှိတယ်အခုအဆင့်တန်းကိုလည်းကိုမသိဘူးပြတခါရရလူကဟိုကူညီမယ်ဆိုသူ့ဟာသူနိုင်ငံ ကူညီမယ်လို့ပြောရင်ကျွန်တော်တို့ဩ KNU ကကူညီမယ်လို့ပြောတာဝမ်းသာစရာပဲလို့ပြောလို့ရရင်မယ်။ तू ကလက်ရှိနိုင်ငံတကာကူညီနေတဲ့အကူအညီတွေကိုတော့ तू ကစစ်တပ်ကမဟုတ်တဲ့သုံးမှစိုးစိုးရင်ရတယ်။စောင့်ကြည့်ရမယ်။ဘာဖြစ်လဲညာဖြစ်လဲဆိုတော့အကူအညီကူညီတဲ့လူတွေကိုကိုတွားပြီးတော့ကူညီတဲ့လူတွေတော့စိတ်နဲ့မအောင်ဘူး။ကူညီတဲ့လူတွေကိုတွားပြီးတော့ကူညီရကောင်းလားဆိုပြီးတော့တို့တော့မကူညီပဲဒီဘက်ကောင်လာကောင်းလားဆိုပြီးတော့ဒါပါလို့ဆိုအညိုးနဲ့အပြစ်တင်တို့ဖြစ်တယ်။ဆိုတော့တခိုးဗီဇာပြတော့ဗျာ။တို့တော့တခိုးဗီဇာပြတော့။ဆိုတော့အဲ့ဗီဇာမကောင်းတဲ့လူတွေအများကြီးပေါောက်လာတွေ့ရတယ်။ဒါတစ်ချက်ပေါ့။နောက်တစ်ခုက နိုင်ငံတကာအဖွဲ့အစည်းတွေကအခုလာကြတယ်လာကြရဲဆိုတဲ့အခါမှာတချို့တွေဆိုလို့ရှိရင်အခု online မှာတက်ပြောတယ်နေ့ကတော့ကျွန်တော်ပြောပါတယ် online မှာတက်ပြောတယ်မီမြန်နိုးတို့နော်ဟိုကောင်ပြောလဲဟိုကောင်ခါရာတို့နော်ကျန်တဲ့ကောင်တွေရှိသေးတယ်ပိုင်ဖြိုးသူတို့တို့တွေကဘာထပြောလဲဆိုတော့နိုင်ငံတကာအဖွဲ့အစည်းတို့ဟိုတို့အင်္ဂလိပ်လိုပြောတယ်ပြောပြီးတော့ဘာလဲဆိုတော့မြန်မာပြည်ငငယ်လေးအတွက်ကူညီကြဖို့ပြောရင်းနဲ့သူက စစ်တပ်ကစစ်တပ်ကအုပ်ချုပ်နေတဲ့နေမြေတွေမှာနေမြေတွေနဲ့ပတ်သက်လို့စစ်တပ်ကဒီလိုအုပ်ချုပ်ပြီးတော့ငလင်းတွေဖြစ်နေတယ်စစ်တပ်အနေနဲ့ဒီလိုမျိုးပဲဖြစ်တာလေအဲ့တော့ပုံလေးပဲစစ်တပ်ကစစ်တပ်ကဒီငလင်းကိုတုံးချပြီးတော့နိုင်ငံရေးမြတ်ထုတ်မယ်လို့ငလင်းကိုတုံးချပြီးစစ်တပ်ကပြည်သူလူထုဘုံချင်းနေတယ်လို့ရတယ်ငွေတော့ဖြစ်ဆိုစသဖြင့်တကယ်လို့တာပဲလေငလင်းနဲ့စစ်ရေးကိုဆွဲပြီးတော့မြတ်ကတ်ပြီးတော့လူတွေကိုဒီ mis leading လို့ခေါ်တာပေါ့ mis information disinformation တွေတွားပေးတာဗျဆိုတော့ နိုင်ငံအထိမသိနားမလဲလူကြတော့ဩဒါတို့တို့ speak out လုပ်ပြီးလို့ထင်တာမဟုတ်ဘူးတို့တို့အထက်မှာပြောနေတာစစ်တပ်ကနိုင်ငံတကာလူတွေငွေတွေသုံးပြီးတော့လူတဲ့ဟာတွေသုံးပြီးတော့စစ်တပ်ကပြည်သူလူတွေဘုံကျင်းမလုပ်လဲအဘုံကျင်းမှုတွေလုပ်နေစစ်တပ်ကိုဘာလှူပါသလားဘာလားဆိုတော့ပုံသုံးသွားပြောတာဆိုတော့တခါတခါကြာရင်တကယ့်ကို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 အောက်တန်းကြတဲ့ကလေးကလေးကောင်တွေမှတိမှန်ဖြစ်မှန်းမသိဖြစ်နေတာကိုတို့ကတို့မေ့တယ်ကျွန်တော်တို့ကျွန်တော်ကတော့ဘုံကလည်းပြောတာကျွန်တော်ပြည်သူလူတော့အဲ့လူတွေကိုမှတ်တမ်းတင်ထားပါတယ်မှတ်တမ်းလုပ်ထားပါတယ်ဒီလူတွေမြမမျိုးခြေချဒါခြေချခွင့်ပြုတဲ့နေ့အဲ့ဒီအစိုးရကျွန်တော်ကလော်တော့ တကယ်ကိုပေါလိုဘဲဆာတွေပြောသွားရတယ်နော်ကျွန်တော်ဘက်ကနေပြောမှအားလုံးအချက်လက်ကြကြနဲ့ပြန်ပြောမှပြောဆိုလာတဲ့ပုံမှာဒီကောင်တွေကတော့အခုဆိုရင်မိမာနာစတန်ပြန်ပြောမှတုံးပြန်ပြောဆိုလာတာပြောမှစစ်ကောင်စီရဲ့ရုံမှမှုတွေအားဆိုလဲပြီးသူအားလုံးတရှိထားတဲ့အတိုင်းပါနော်နိုင်ငံတော်အစည်းအဝေးကနေပြောမှလူတန်းငွေတွေရရှိတာနဲ့သူတို့အနေနဲ့ဆလင်းနဲ့ပစ္စည်းတွေဝယ်ယူပြီးတော့မှအဲ့ဒီကနေတဆင့်ပို့ပြီးတော့မှကျွန်တော်ပြီးသူတွေတပြတ်ဖို့လို့ဆောင်မယ်ဆိုတော့အားလုံးတရှိထားတာဖြစ်တယ်ဆိုတော့ဒီပုံမှာတွေကတော့အဲ့လိုမျိုးစီစဉ်လို့တမပါနော်တီထားလက်နဲ့ကိုကျွန်တော် ဒီပီတိုတွေနဲ့နိုင်ငံတကာကလည်းတီးမှာဆိုလို့ပေါ့နော်တော်တော်လေးကိုတုံ့လို့ချွတ်ချပြီးတော့မှတရင်ဖုံးချင်နေတာကိုကျွန်တော်တွေ့တာဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ကတော့နိုင်ငံတကာကိုတောင်းမှပြမတိပန်းနဲ့သူတို့အနေနဲ့အကူအညီလိုချင်တယ်ဆိုပြီးတော့မှပေါ့နော်ခွဲခေါက်တောင်းစားနေပေမဲ့တကယ်တမ်းကျတော့ပီတိုလူထုကိုတပြက်ဖို့ဆိုတာအားလုံးသိရှိထားတာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့နောက်ဆုံးဗီဒီယိုဒီပိုးအနေနဲ့အခုလိုမျိုးကျွန်တော်ပြည်သူတွေဒုက္ခကြုံတွေ့နေရတဲ့အချိန်မှာမကူညီတဲ့အပြင်ပြန်ပြီးတော့မှပေါ့နော်တပြက်ပြနေတဲ့စစ်ကောင်စီနဲ့သူတို့အာဏာရှင်စနစ်ပေါင်းပါတစုကိုဥကြောင်းနေပြီးတော့မှ ဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တစ်ချက်လုံးကြည့်လိုက်ရအောင်လားဒီအချိန်မှာเนาะမြန်မာနိုင်ငံသူနိုင်ငံသားအပေါ်မှာထားတဲ့သူတို့ရဲ့စေတနာတွေကကျွန်တော်တို့အတိမအကောင်းကောင်းပြုပေးဖို့ကောင်းတယ်เนาะဘာကြောင့်လဲဆိုတော့ဒါကအသက်နဲ့ပေးရင်းပြီးတော့သူတို့လည်းလာရောက်ပြီးတော့ကဲဆယ်ပေးတာနိုင်ငံတကာဖွဲ့စည်းတွေเนาะတည်သွားမယ်တည်သွားတဲ့လူတွေလည်းရှိသလားတော့မသိသေးဘူးရှိလို့ရှိကောင်းရှိနိုင်တာပေါ့เนาะဒီကဲဆယ်ရေးတဲ့မှာ ဒီလောက်တော့လူမျိုးကိုနော်နိုင်ငံလိုက်နိုင်ငံလိုက်ဗျာဒါမတမာမှုတော့တခုမှပါမယ်မထင်ပါဘူးနော်ဒီအချိန်မှာမြန်မာနိုင်ငံနိုင်ငံသားတွေဒုက္ခရောက်နေလို့သူတို့ဟိုသူတို့စေတနာတွေအရှိထားပြီးတော့အသက်အသက်နဲ့ရင်းပြီးတော့သူတို့လာလာကူပေးကြတာနော်ကျွန်တော်တို့ကျွန်တော်လက်ရှိနေနေမလေးရှားနိုင်ငံအစနော်ခြားသောခြားသောနိုင်ငံတွေပါနော်တွားကြတာဝက်ကယ်ကြတာနော်ကယ်ဆယ်ရေးအဖွဲ့နဲ့အချိန်ကတော်တော်လေးကိုနောက်ကျသွားပြီဗျနော်အချိန်နဲ့တပြေးညီမရှိဘူးထိုင်းနိုင်ငံကိုကြည့်ပါ နော်အဖြစ်ခဲ့တဲ့28ရက်နေ့ညမှာဆိုတညလုံးကဲဆေယူလောက်ပြီးနော်လမ်းဘေးမှာကဲဆေစကန်နေ point ဟုတ်လားပြည်သူတွေနောက်ထပ်ဒီပြိုပြိုကျတဲ့ဟာလေတချို့ရိမ့်ညိုင်တဲ့ဟာလေထပ်ပြိုကျမှာကြောက်လို့ပြည်သူတွေအကြောက်တရားမရှိအောင်လို့လမ်းဘေးမှာနော်ဘေးအန္တရာယ်ကင်းအောင်ဆိုပြီးတော့ထိုင်းနိုင်ငံလမ်းဘေးတွေမှာကဲဆေစကန်နေ point နော်ထွက်လာတဲ့လူနာတွေကိုချက်ချင်းကုသပြုစုပေးနော်အဲ့ဒီမှာလိုအပ်တဲ့အစားအသောက်တွေပန်းသမ ्या အကုန်လုံးဖြစ်စီကြပေးတာဗျာ နော်ကျွန်တော်တို့နိုင်ငံမှာဒီကနေ့အဲ့လိုမမြင်အောင်မမြင်အောင်နော်အင်တိုင်းအားတိုင်းနော်လူတွေရဲ့အော်ခစ်တန်ငိုကြွေးတန်တွေအောက်မှာကြားနေရတယ်နော်ဒီကနေ့မှအရှင်ဝင်ယူကြတာနော်ပြပြပကလာတဲ့ကက်ဆယ်ရေးဖွဲ့ကြီးဒီနေ့မှကျွန်တော်တို့အရှင်ဝင်ယူတာတွေ့ရတယ်နော်ဒါမှမတရုတ်တရုတ်စင်ကာပူနော်အဲ့ဒါကိုတွေ့ရတယ်ဗျအဲ့တော့ရှင်းတယ်ကျွန်တော်တို့ဒီပွဲကနော် အာနာရှင်တွေကပြည်သူပေါ်စေတနာရှိရမရှိဘူးအာနာရှင်ကိုကျွန်တော်တို့လက်ရှိလက်ခံသိမလက်ခံသိနော် အာနာရှင်ကိုမြမပြည်မှာထားသိမထားသိဆိုတာကျွန်တော်တို့ပြည်သူနဲ့သက်ဆိုင်သွားပြီဟုတ်ကြောပြောတော့ရဲအရင်ကောင်းတယ်နော်တကယ်တည်းကျွန်တော်တို့အခုလိုမျိုးဒုက္ခကြုံတွေ့နေတဲ့အချိန်မှာပြည်ပနိုင်ငံတွေကနေပြည်မှာကူညီပေးတာကျွန်တော်တို့ဘက်ကနေပြည်မှာလည်းကျေးဇူးများကြီးတင်တဲ့အကြောင်းပါနော်ပြောလို့တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေအခုလိုမျိုးဒုက္ခကြုံတွေ့နေတဲ့အချိန်မှာစစ်ကောင်စီရဲ့ပါနော် လူပုံကိမ်မှုတွေနဲ့သူတို့ပြည်သူတွေပေါ်မှာထားတဲ့စေတနာတွေကိုကျွန်တော်တို့အခုဆိုမြင်နေရတာပုံမှန်သူတို့တွေကကျွန်တော်ပြည်သူတွေကိုအုံချခံတက်တဲ့အနေနဲ့ပဲပေါ့နော်လှုပ်ဆောင်နေတယ်ဆိုတာအလုံးတည်ထားတာဖြစ်တယ်နိုင်ငံတကာဖွဲ့စည်းတွေကနေပြီးတော့မှအခုဆိုရင်ကိုကြီးကယ်ဆယ်တွေလည်းလှုပ်ဆောင်နေတာမလို့ပေါ့နော်မချခင်မှာတော့ကျွန်တော်ပြည်သူတွေဗီဒိုခလုံးဝမကြောက်ရွံ့ပဲနဲ့ပြန်ပြီးတော့မှအေးချမ်းချမ်းနဲ့ ဘွယ်မီတာဆိုရယ်ပြန်ပြီးတွေ့နိုင်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်ဗီဒီယိုတရားလုံးအနေနဲ့ကိုရဲ့အနေနဲ့ပေါ့နော်ကျွန်တော်ပြီးတစ်ခါတွေ့နေတဲ့နေရာဒေသတွေကိုတွားရောက်လိုတန်းတာဖြစ်ဖြစ်ပြီးတော့မှစူပေါင်းရရနဲ့ပေါ့နော်လှုပ်ဆောင်မယ်ဆိုတော့ကျွန်တော်ပြီးသူတွေအားလုံးပို့ပြီးတော့မှထိရောက်စွာနဲ့ကျဆယ်ရီလိုလို့ဆောင်နိုင်မယ်ဆိုတဲ့အကြောင်းပြောနေကျွန်တော်ဒီနေ့နေခင်မတစ်ပြည့်ဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှမြောက်လိုက်မေးပေးတာနဲ့ဘေးအန္တရာယ်များများနဲ့ကြင်ွေးကြပါစေလို့ကျွန်တော်ဒီနေရာကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။